အဲ့တော့ခေါ်ပေးတာပိုကောင်းတာပေါ့နော်ကြောင်းလို့မဝဝဝဆရာတော်ဖရာဖရာဆွမ်းတော်မှစွန့်သည်ဆွမ်းများကိုလူပုဂ္ဂိုလ်များစားသုံးသင့်ပါသလားတဲ့ဒါကဒီအစွဲလန်းကဘလို့လာတာလဲဆိုတော့စားကောင်းမစားကောင်းဆိုတာဘာကြောင့်မစားကောင်းဘာကြောင့်စားကောင်းလဲဆိုတာနှစ်ခုရှိမယ်နော်ဒါကမြန်မာရာဇဝင်မှာ မနုဝမင်းကြီးကိုအနှောထာကအကျဉ်းချထားတဲ့အချိန်မနုဝမင်းကြီးကစကားပြောလိုက်လို့ရှင်ပါဇက်ကနေပြီးတော့ဟိုအယောင်နေထွက်ထွက်လာတယ်လို့ပြောအခုခေတ်လည်းအယောင်ထွက်တဲ့လူရှိပါတယ်။သွားကိုစိန်ကွတ်ထားချမ်းသာဘာမှသွားကိုစိန်ကွတ်တဲ့လူတွေရှိတယ်။ချမ်းသာတဲ့လူများအဲ့ဒီလူဆိုရင်တော့ထွက်နိုင်တယ် အဲ့ဒီမနူပါမင်းကြီးအယောင်ကထွက်ထွက်လာတဲ့အခါကျတော့အဲ့ဒါမြင်လိုက်ရရင်အနောထာမင်းကြီးကဒီစိတ်ထုတ်လန့်မှုတွေဖြစ်တယ်အဲ့ဒါကြောင့်မို့ဒါမဖြစ်အောင်လို့ဆိုပြီးဆွမ်းတော်တင်တဲ့ဆွမ်းကိုကျွေးတာအဲ့ဒါကြောင့်မို့ဒီအယောင်ပြောက်သွားတဲ့လူတို့ရာဇဝင်ထဲမှာဒီလိုရှိတယ်ဒီလိုရှိတာကအစွဲပြုတ်ပြီးတော့ဆွမ်းတော်ကြမစားကောင်းဘူးလို့ဆိုဒီဟာအတိတ်ပဲကဟုတ်ချင်မှဟုတ်မှဆွမ်းတော်တင်တာကြီးဟုတ်ချင်မှဟုတ်မှသူဘာတွေလုံမှန်းမသိပါနဲ့ နော်အဲ့တော့ဘုရားဆွမ်းတော်ကြစားလို့ကတော့ဘာမှဖြစ်เสียအကြောင်းမရှိဘူးနော်ဘာမှဖြစ်เสียအကြောင်းမရှိပါဘူးဘာလို့လဲဆိုဘုရားမတင်ခင်ကတော့နိုင်မစားနဲ့ပေါ့ဟိုကပ္ပယာကြီးတယောက်လို့လည်းမလုံနဲ့ကပ္ပယာကအဲ့ဒါဆွမ်းတော်တင်တာကိုသူနေတိုင်းစားရတယ်နေတိုင်းစားရတဲ့အခါကျတော့ဆွမ်းတော်တင်တဲ့လူကဒီဖျားကိုမောမြတ်မြတ်ထဲ့တဲ့အခါမှာ အဲ့ဒီကပ္ပိယကသူကဝေသားသူနဲ့မတည့်တရက်ကြတော့ဝေသားတော်ထဲတာမြင်တော့အဲ့ဒါငါနဲ့မတည့်ဘူးအဲ့လိုပြောတဲ့အဲ့လိုဖျားမစားခင်ကတော့မတည့်တာမလုံးနဲ့ဘူးအကြာတော့သူသူ့အတွက်လို့ထင်းလာတာသူစားမှသေးကြလာတဲ့အခါအဲ့လိုတော့မကောင်းဘူးပေါ့နော် တော့ကျတော့ဟိုဟင်းလေးထက်လိုက်ပါအောင်ဒီဟင်းလေးထက်ဒါငါကြိုက်တယ်လို့လုံးချင်အဲ့လိုဖြစ်လာတတ်တယ်အဲ့ဒါလို့မဖြစ်အောင်တော့ဘုရားဆွမ်းတော်တင်စားလို့တော့ဘာမှတော့မဖြစ်ဘူးဘုရားဝေယဝိသလှုပ်ပြီးတော့ဒီဘုရားကဆွန့်လိုက်ပြီဆိုတဲ့အခါမှာတော့စားကောင်းပါလေစားကောင်းတယ်မျိုး